ဘယ်မှာစမူစာတစ်ခုညာဘက်မှာစမူစာတစ်ခုဒီစမူစာတစ်ခုကြည်လိုက်လို့ရှိရင်အရွယ်အစားဟောပုံစံဟောတုံးတောက်ကြခြင်းလဲတူတူပဲပေါ့နော်ဒါပေမဲ့ဘာကွာလဲဆိုတော့ရှင်းပြမယ်ဒီစမူစာကျတော့အိမ်မှာလုပ်တယ်ချက်တုံးလေးအလူတွေအရာတာမဟုတ်ဘူးတေးသေးချာထည့်ပြီးအရာတာရှိအောင်လုပ်ပြီးတော့စီတန်းတန်းလေးနဲ့ကြော်ထားတဲ့စမူစာပေါ့ကွယ်စားမေးစားတအစားမတော်တကိုင်းအစားမတော်တကိုင်းရဲ့နောက်ဆက်သွေးရှင်းနိုင်လေဆိုစား နော်စမူဆောင်အမှုကြီးတဲ့ရှင်းတိုင်းစားနော်ဇက် RTN မျိုးများအားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်ဆောင်ရေးအတွက်အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါတယ်ရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်ဘဲမှာစမူစာတစ်ခုညာဘက်မှာစမူစာတစ်ခုဒီစမူစာတစ်ခုကြည်လိုက်လို့ရှိရင်အရွယ်အစားဟောပုံစံဟော သုံးတောင်ကြခြင်းလည်းတူတူပဲပေါ့နော်ဒါပေမဲ့ဘာကွာလဲဆိုတော့ရှင်းပြမယ်ဒီစမုစာကျတော့အိမ်မှာလုပ်တယ်ကြက်တွန်လေးအလူတွေအရာရာမှုတ်ပြီးတေးချာထည့်ပြီးအရာရာရှိအောင်လုပ်ပြီးတော့စီတန်းတန်းလေးနဲ့ကြော်ထားတဲ့စမုစာပေါ့ကွယ်ဒီစမုစာကျတော့ရောင်ပန်းနေပေါ့နော်ရောင်ပန်းဆိုအလူဆိုလည်းဟိုအပုတ်တွေဆိုလည်းတဝက်ဖြတ်တဝက်ထည့်ပေါ့နော်ကြက်တွန်လေးဆိုလည်းအလူပေါ့ပေါ်ပေါ်လေးဝယ်ပြီးထည့်ပြီးလို့ရှိရင်အရာရာဆိုလည်းပြစ်ထည့်ပြစ်ထည့်ပေါ့နော်အရာရှိရမရှိရမသိဘူးဟိုဘယ်လိုပြောမလဲဆိုပွားဖို့အရေးကြီးတယ်ပြီးလို့ရှိရင်စီကလည်းအီချာကွေးကြော်လဲအီချာကွေးကြော်လဲဒီ စီပဲဘာပဲချွတ်ချွတ်ဒီစီပဲအဲ့ဒီစီက၅ပြန်၆ပြန်ပြီးတော့နေညစ်နေတဲ့စီပေါ့နော်သိကြမလားအဲ့ဒီစီလေးကိုထည့်ပြီးတော့ကျွန်လာရဲ့စမူစာပေါ့ကွယ်စီလိုက်တော့စမူစာချင်းတူတူပဲအရာကချင်းရကြတော့ဘလို့ကွာလဲဆိုတော့အဲ့လိုကွာတာပေါ့နော်ဘာပြောချင်တာလဲဆိုတော့တဘောပါတာလားဟိုမေးထားတဲ့တရားကိုမေးထားတဲ့လိုရှိလို့ပေါ့နော်အဲ့ဒါအဲ့လိုမျိုးကွာတာညီမလေးရဲ့ဘာဖြစ်လို့လဲဆိုတော့ ဒီစမူစာပိုင်ရှင်ကပေါ့တော့အိမ်မှာလုပ်တဲ့စမူစာက तू ကစား तू ကစားနေတဲ့အချိန်မှာအဲရောင်းအားရောင်းတဲ့စမူစာကပေါ့နော်ဈေးပန်းခင်းတော့ပေါ့နော်အဲသူ့စမူစာလေးကစားကြည့်ပါသူ့စမူစာလေးကကြည့်ရကျွတ်နေရောရွာနေရောပေါ့နော်အဲစားကြည့်ပါဆိုတော့လေအဲတချို့တချို့တွေကလေဩဟဲ့အဲ့ကမစားဘူးဘာဖြစ်လို့လဲဆိုတော့အဲ့အပြင်းစားမစားတတ်ဘူးဆိုပြီးတော့ မစားတဲ့လူကမစားဘူးအဲတချို့ချို့ကကြတော့ဗါလဲဆိုနှစ်သက်ဆန်တာပေါ့နော်အော်ငါစမူစာဒါကကုံသွားမယ်အခုဒါကရတာရှိတယ်ပေါ့နော်ဒီစမူစာအရတာဘယ်လိုနေလဲတော့မသိဘာပဲဖြစ်ဖြစ်တစ်ခုလောက်စားကြည့်လိုက်လဲအမြတ်ပဲပေါ့အဲအဲ့လိုမျိုးပေါ့နော်ဟိုဟိုတစ်ခုလောက်ဘာပဲဖြစ်ဖြစ်စားကြည့်လိုက်သူကဈေးပန်းခင်းနေတယ်ပေါ့ discount တွေချရနေတယ်လေ discount တွေချရနေလို့ဆိုတော့ဘာပဲဖြစ်ဖြစ်စားကြည့်လိုက်အမြတ်ပဲဆိုပြီးတော့အဲ့လိုဝင်မြီးွားတာပေါ့နော် တကိုင်းမဆိုနှစ်ကိုင်းမဆိုဝင်မြေးွားတာပေါ့နော်ဝင်မြေးွားပြီးဝင်မြေးွားပြီးလို့ရှိရင်ဘာဖြစ်လဲဆိုတော့အတချို့ကကြတော့အမ်မဆိုးပါဘူးပေါ့အမ်မဆိုးပါဘူးအင်းရစမှုစားလဲတူတူပါပဲမဆိုးပါဘူးပေါ့အဲအဲ့လိုမျိုးအတချို့ကြတော့လဲ อืมซีจิซั่วแน่เลยบ่เปลี่ยนฉะวาတော့บ่เนาะแน่ไล่ดิเลยแน่မျိုးซีจิซั่วแน่ซอเปลี่ยนฉะวาได้อ่าตะชั่วๆจ้าတော့แหละตะไกลောက်ไก่ซิเลยบ่ไปอย่าซะซิเลยอเม็ดซิเลยสมมุติไก่ตัวละแหละซิตะชั่วจ้าละไก่ไปบ่ถุยทุ่งไล่จ้าได้ซิเลยだใบแม้ก่อออกซาวาละสุดิสมูซาก่อออกไม่ซาวาบ่สมูซาก่อออกไม่ซาวาบ่ไปรู้เลยสุดแล้วโหดิพอๆลอยๆยาลูกดิสกาวเกฉาลูก ဟုတ်တယ်မလားဟိုတကိုင်းလောက်စားလဲအမြတ်ပဲဆိုပြီးစားသွားတယ်အဲ့လိုမျိုးဒီစမူစာကြတော့နောက်ဆုံးမှဒီစမူစာပဲပြန်စားရတာပေါ့နော်အဘောက်ပြောတာလည်းတည်လားဟုတ်တော့အဲ့အတိတ်ပဲလေးကိုတီးလို့ရှိရင်တော့တဘောပေါက်တင်တယ်ပေါ့နော်အဲစမူစာကိုရဲ့စမူစာကြီးပဲကိုမချောညာနေနဲ့ကိုစမူစာပေါ်နေလားကိုစမူစာစီးတန်းလားကိုစမူစာအောင်းနေလားတိုးနေလားအရာတော့မရှိဘူးလားညစန်းစစ်ကြည့်နော် အရာလာရှိတဲ့အရာနဲ့အရာလာမရှိတဲ့အရာ ပုံစံချင်းဘယ်လိုပဲတူတူနော်။ကွာတယ်နော်အများကြီးတန်ဖိုးချင်းလဲကွာတယ်နော်။ဒီနည်းစမှုစာမှုကရှင်းလို့မနိုင်။မန့်နေလဲအများကြီးဖျက်လိုက်ရတယ်ဖျက်တဲ့မန့်နေလဲဖျက်လိုက်တယ်ဖြီးလဲမနိုင်ရှင်းလဲမနိုင်တော့စမှုစာမှုအမှုအလောက်ကြီးတယ်ဒီလား။ဥမာသူပြောလာတယ်ဟုတ်တယ်စမှုစာလေဒီတိုင်းစားတာလည်းလေဒီတိုင်းစားတာလည်းပူပူလေးပေါ့ဒီတိုင်းစားတာလည်းစားကောင်းပါလေ။ဒီတိုင်းစားပြီးလို့ရှင်ယူဝိုင်းလေ အာကျတုလေးနဲ့လေကျတုအနေလေးနှခင်းချင်းလေးထက်ပမြသည်လေးညက်ငွေရုပ်သည်စိန်လေးထက်တုပ်စားလေစားကောင်းနေစားကောင်းနေဟိုနောက်ပြီးတော့လေမလဲစမှုစမှုစောင်းညက်ညက်ပြီးတော့လေပဲဟင်းစီရလာပဲနဲ့ဦးလို့ချက်တာပဲဟိုထက်ထဲပြီးရှင်ကျတုနေထက်ကျတုနေထက်နောက်ခင်းချင်းသည်ထက်ကော်ဖီထက်ပဲလိတ်လို့မျိုးလေးပဲလိတ်လို့မျိုးလေးဟာပြီးလို့ရှိဘဲဥပြုတ်ထားတာထဲချက်တိုင်းတုပ်စား အရင်စားကောင်းအရင်ကြိုက်တယ်။ကျမအရင်ကြိုက်တယ်။တဲ့လားအရင်စားကောင်းလည်းအဲ့လိုမျိုးပေါ့တော့မရသေးသေးညက်ထက်လောက်စားကောင်းလဲ။အဲ့လိုလဲလောက်စားရတယ်စမှုစား။စမှုစားကြတော့လေဘယ်လိုပြောမလဲဆိုလို့လေနတ်နေတယ်စမှုစားပြဿနာလည်းတတော်ကြီးတဲ့ရှင်းမလား။လောက်ပြောလို့တော့စမူစာရောင်းတန်းနေရအိကြကွေးကြော်လဲဒီအိကြကွေးကြော်လဲအိကြကွေးချောင်းတရကြော်လဲဒီတဲ့ကြော်ထဲတာပဲနော်စမူစာအခုတရလဲဒီတဲ့ကြော်ထဲတာပဲ စေပြန်ကြော်လက်ဒီစီနဲ့ပဲကြော်တယ်ပြီးလို့ရှိရင်ရေတပ်မှုခုပြထဲလိုက်တဲ့ပွားအောင်ရွာနေအောင်ဂျာကွေးလို့ဆိုရွာနေအောင်အဲ့ဒီစီနဲ့ပဲကြော်တယ်မစားနဲ့စားမယ်စားမယ်စားတက်အစားမတော်တခိုင်အစားမတော်တခိုင်ရဲ့နောက်ဆက်ဝင်ရှင်းနိုင်လေဆိုစားနင်လားစမူစားအမှုကြီးရဲ့ရှင်းနိုင်စားနော်အမြင်မတော်လို့ ဟဲ့စမူသားစအဖေစမူသားရမကောင်းဘူးဒီစမူသားရအချင်းနေတဲ့တိုးနေတဲ့လာစားမယ်စားစားပြီးလို့ရှိတယ်စင်ကြအဲ့စမူသားမဟုတ်အရှင်ရခက်ဆုံးပဲဒီလားစမူသားကြဘောပြတ်သွားတဲ့လူတွေတပုံကြီးဒီလားစမူသားကိုရှော့တွက်တယ်ဒီမနိုင်တဲ့အမှုတွေမှာစမူသားထိတ်ဆုံးသွားပဲပါတယ် ဖတာလေးနေတယ်ဗောနော်အဲစုံမှုစားဘာရေမဟုတ်ဘူးကိုရတဲ့ကိုဟန်တဲ့ကိုကြောင်းတဲ့ကိုအဲစုံမှုစားဆိုတာဟိုဘယ်လဲသိတယ်ဗောလားသိတယ်မို့လားအခုခေတ်ကလည်းစုံမှုစားတွေကဒစ်စကောက်ချစုံမှုစားတွေကပေါ်ပေါ်တဲ့ဒစ်စကောက်ချဒစ်စကောက်ချတဲ့ခါကျတော့ဒူတန်းကအပြိုင်ဆိုင်ဗောအမေးရတယ်အဲသူကကျဉ်စုပါကွာလေကွာတာဗောဒီလိုဒီလိုကွာတယ်အာတချို့ကလည်းအော်လို့ကွာတာဗော ကွာတာပေါ့ဟုတ်တယ်မလားဇမရင်းနဲ့ညညွတ်တာရှိတယ်တံပိုးချင်းလည်းကွာတယ်ဇမရင်းနဲ့ညညွတ်တဲ့ဟာနဲ့ဇမရင်းနဲ့ညညွတ်တာဘယ်ဟာစားမလဲဇမရင်းနဲ့ညညွတ်တာပဲစားမှာပေါ့ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကိုအမြင်ကိုခံစားချက်ကိုအတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင် ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြည့်ရှုနိုင်ဖို့ ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။